ဘော်ဘီဆော့ဆာရဲ့ဘေးနားမှာအခုလိုမျိုးမထင်မှတ်တဲ့လုံရက်တစ်ခုလှုပ်ခဲ့လို့လူပြောများနေတဲ့ Norfolk ရဲ့ထောင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီရက်ပိုင်းဆိုရှယ်မီဒီယာမှာတော့နာမည်ကြီး producer တယောက်ဖြစ်တဲ့ကိုရွှေမန်းရဲ့မင်္ဂလာပွဲသတင်းတွေကတော်တော်လေးကိုလွှမ်းမိုးနေပါတယ် မင်္ဂလာပွဲကလည်းအနုပညာရှင်ပေါင်းစုံတက်ရောက်ခဲ့ကြလို့တော်တော်လေးကိုစီကားခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီမင်္ဂလာပွဲရဲ့အစီအကားဆုံးအခမ်းအနားဆုံးအမြင်ကွင်းနေထံပရိသတ်တွေရဲ့မျက်လုံးကိုပို့ပြီးတော့ပြူးကျဲသွားစေတဲ့အမြင်ကွင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့တချိန်ကရန်သူတွေလိုပြိုင်ဘက်တွေလိုပရိသတ်တွေတတ်မှတ်ထားကြတဲ့ဘော်ဘီဆော့ဆာနဲ့နော့ဖောရဲ့ထားတို့နှစ်ယောက်တပွဲလေးမှာဆုံးတွေ့ခဲ့ကြပြီးတော့နော့ဖောရဲ့ထားဘက်ကလုံးဝမထင်မှတ်ထားတဲ့လုံရက်တစ်ခုကိုလှုပ်ဆောင်ခဲ့လို့ပါပဲ။ဒီမြင်ကွင်းကြောင့်ပရိသတ်တွေက ဟင်သူတို့နှစ်ယောက်ကအဆင်ပြေသွားကြပြီလားဆိုပြီးအချင်းချင်းအန်ဩတစီပြောဆိုနေကြတာပေါ့ကိုရှင်မင်းရဲ့မိင်္ဂလာပွဲမှာဘော်ဘီဆော်ဆာကသူတို့သမီးအရန်ဖြစ်နေပါဝင်ခဲ့ပြီးတော့အရန်ကိုလှပနေခဲ့ပါတယ်ပွဲရဲ့အစီအစဉ်တစ်ခုအရဘော်ဘီဆော်ဆာကအဆင်ပေါ်ကိုတက်ရောက်ပြီးတခြင်းတစ်ပုတ်ကိုလည်းပရိသတ်ကိုဖျော်ဖြေပြခဲ့ပါသေးတယ် ဘော်ဘီစာစာတယောက်စင်ပေါ်မှာတချင်းဆွနေခြင်းပွဲတက်ပရိသတ်တွေရဲ့ထိုင်ကုန်တန်းတွေမှာနောက်ဖောက်ရထားကလည်းရှိနေရပါဒီအချင်းတွေကိုတွေ့လိုက်ရတဲ့ဆိုရှယ်မီဒီယာဘောကပရိသတ်တွေကတော့ကဲပွဲကြီးရတော့မှာပဲနောက်ဖောက်ရထားမျက်နှာပြတ်သွားမလားရှောင်ထွက်သွားမလားဆိုပြီးတော့ထင်ချင်းအမျိုးမျိုးပေးနေခဲ့ကြပါတယ်ဒါပေမဲ့အားလုံးထင်ထားသလိုဒရမာတွေဖြစ်မလာခဲ့ပါဘူးလူတွေထင်ထားသလိုမျက်နှာလွှဲတောင်နေရာကနေရှောင်ထွက်သွားတာမျိုးတွေလုံးဝမရှိခဲ့ပဲနောက်ဖောက်ရထားကစင်အောက်ကနေဘောဘီစာစာတချင်းဆွနေရကိုပုံမှန်အတိုင်းပဲကြည့်ရှုအားပေးနေခဲ့တာ ်ကိုတွေ့ရပါတယ်။ဒီမြင်ကွင်းကပြည်သက်တွေကိုပထမအကြိမ်အင်ဩသွားစေခဲ့ရပါ။ဒါစီမေလာဆိုတော့မဟုတ်သေးပါဘူးရှင်။ပွဲရဲ့နောက်ထပ်အစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာပန်းစည်းလူချင်းအစီအစဉ်မှာလည်းပြည်သက်တွေကထပ်ပြီးတော့အင်ဩခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ North Fire ထားကအဲ့ဒီမင်္ဂလာပန်းစည်းလူတဲ့အစီအစဉ်မှာ တခြားသောအပြိုမင်းကလေးတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါနဲ့ဝင်ပြီးတော့ပန်းစည်းလူခဲ့တာကိုတွေ့ခဲ့ရလိုပါပဲဒီလုံရက်တွေကဘာကိုပြနေလဲဆိုတော့သူဟာအဲ့ဒီဘွဲမှာပေါ်ပြီးဆဆရှိနေရကိုဘာမှအစိတ်ထဲမထားပဲကိုပါတာကိုပျော်ရွှင်စွာနဲ့ပွဲကိုတက်ရောက်နေရဆိုတဲ့သဘောကိုပြသနေရပါ ဒီမြင်ကွင်းတွေကဆိုရှယ်မီဒီယာပေါ်ရောက်လာတာနဲ့ပရိသတ်တွေကမှသူတို့နှစ်ယောက်ငင်းချင်းရေးယူလိုက်ကြပြီလားဆိုတော့မိကုန်းတွေချက်ချင်းပဲထွက်ပေါ်လာတော့တာပါပဲ။ဘာဖြစ်လို့ဒီလောက်တောင်အံ့ဩနေကြတာလဲဆိုတာကိုအတိတ်ကဇလန်ပြန်ကောက်ကြည့်ရရင်အလုံးသိကြတဲ့အတိုင်းပဲသူတို့နှစ်ယောက်ကအစိုးရလွန်ပိုင်နဲ့ပတ်သက်တဲ့အခြေအနေတုံ့ပြန်ဆိုင်ကိစ္စတွေကြောင့်တချိန်ကဆိုရှယ်မီဒီယာပေါ်မှာအကြီးအကျယ်ပြဿနာတက်ခဲ့ဘူးသူတွေဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူတို့နှစ်ယောက်ကိုရေစက်မကုန်တဲ့၍ပြန်တဲ့နိုင်တော့မှမဟုတ်ဘူးလို့တောင်းသတ်မှတ်ထားခဲ့ကြတာပါ ဒါပေမဲ့အခုတော့တကယ်တမ်းစဉ်းစားကြည့်လိုက်ရင်သူတို့နှစ်ယောက်ပြဿနာဖြစ်ခဲ့ရတဲ့အထူးကကြားလူဖြစ်တဲ့လွမ်းပိုင်ကိုရိုင်းကနှစ်ယောက်လုံးနဲ့လမ်းခွဲပြီးတော့နန်းဆွေဒီဆိုတဲ့တောင်တရားဝင်တွဲခဲ့ပြီးအခုလမ်းခွဲသွားကြပြန်ပါပြီ။ဆိုလိုတာကအထူးကပြဿနာရဲ့ရင်းမြစ်ကိုရိုင်းကနှစ်တွေအများကြီးကြာပြီးတော့အရင်လိုမဟုတ်တော့ပါဘူး။ဒီတော့ Bobby Sosa နဲ့ Nova ရဲ့ထားတို့အနေနဲ့ရင်းကျက်မှုတွေနဲ့အတူအတိတ်ကအရင်ညိုးတွေကိုအတိတ်မှာပဲထားခဲ့ပြီးရှေ့ဆက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြတဲ့ပုံစံပါပဲ။ မင်းကလေးချင်းချင်းအရင်ကဘလို့ဝဲဖြစ်ခဲ့ဖြစ်ခဲ့အခုလိုတနေရာထဲမှာအေးအေးချမ်းချမ်းရှိနေနိုင်ကြတာတယောက်ရဲ့အောင်မြင်မှုတွေကိုတယောက်ကအေးအေးစိစိကြည့်ရှုနိုင်တာကတကယ်ကိုချီးကျူးစရာရှင်ကျက်မှုတစ်ခုပါပဲ ဒါကတော်တော်လေးကောင်းမွန်တဲ့ငြိမ်းချမ်းရေးလက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်။ပြည်သက်ကြီးတို့ရောဒီမြင်ငင်းကိုဘယ်လိုမြင်ပါသလဲ။ဒါကတကယ်ပဲစိတ်ထဲမှာရှင်းရှင်းလင်းလင်းနဲ့အစဉ်ပြေသွားကြလို့လို့ထင်ပါသလား။ဒါမှမဟုတ်လူမှုရေးအရာလူတွေရဲ့အရှိမဖြစ်လို့လူမြင်ကောင်းအောင်လှုပ်ပြလိုက်တယ်လို့ပဲထင်မြင်မိပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။